တဝဲမျိုးစိုက်ကန်တာလန်ကန်နာစီအနီကကုံစိန်တွေကိုရောင်းချနေတယ်ပြန်ကြစီတွေဈေးအတစ်စီပျောက်ရွှေ့ခံရတာကြောင့်ဈေးတွေနဲ့ဈေးဝယ်ယူသူတွေအတွက်အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။နိုဝင်ဘာလ19ရက်နေ့ကနေစတင်ပြီးတဝဲမျိုးနဲ့စီပင်သားရည်အဖွဲ့ကဈေးတွေကိုစိုက်ကန်တာလန်နဘေးမှာဈေးရောင်းတာမျိုးမပြုလုပ်ဖို့နိုဝင်ဘာလ19ရက်နေ့ကထုတ်ပြန်ခဲ့တယ်လို့ဈေးတွေအုပ်ရဲ့ပြောပြချက်အရသိရပါတယ်။ပျောက်ရွှေ့ရမယ့်ဈေးနေရာကတော့စိုက်ကန်တာမင်္ဂလာခန်းမှာအနီးက မြစ်တာကပားကြီးဆိုတဲ့ပြန်ကြစီအစ်စ်ဖြစ်ပြီးဈေးတွေတွေအတွက်သုံးပေလောက်ရှိတဲ့အမည်နေရာကို ထုံးဖြူတွေနဲ့တတ်မှတ်ပေးထားတယ်လို့ပြန်ကြစီတဲ့တူကဆိုပါတယ်အခုလိုပြောင်းရွှေ့ခံလာရတဲ့နောက်မှာတော့တဝဲကန်နာလမ်းမှာဈေးဝယ်သူတိတိတသားနေပါသွားပြီးဝယ်ယူသူတွေအနေနဲ့လည်းတနေ့ရစီတွားရတာကြောင့်အချိန်ကြန့်ကြာတာတွေနဲ့ရင်ဆိုင်နေရတယ်လို့တဝဲမြို့ခအမျိုးသမီးတူကပြောပါတယ် ။တဝေကန်နာစီမှာကုံချောင်းနဲ့ပင်လေထွက်ကုန်တွေရောင်းတဲ့အစည်းအဝေးတွေဒါကြန့်ရှိခဲ့တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလကလည်းတဝေမြို့ကန်နာစီကငါးတိုင်းတွေကိုကြက်စာပြင်းရက်ကွက်ရှိအောက်ဒဂွန်ကိုပိုင်ငါးစီတစ်ကိုပြောင်းရွှေ့ဖို့ဖိအားပေးပြောဆိုမှုတွေရှိခဲ့ပါသေးတယ်။